မင်္ဂလာပါရှင်မေလာ20ရက်နေ့ကညပြ Times ရဲ့သတင်းတွေကိုတင်ဆက်ပါတော့မယ်ဖန်စီခံရတဲ့ brand down ရွှေမျိုးစုကောင်းဆောင်လေးဦးပြည်လဲလူမျိုးလာပြီလို့သိရပါတယ် green ပြေးပါဝဲဒေတာတချို့မှာတပတ်အတွင်းမူတီချုံရတော်နိုင်ပြီးရေလွမ်းမှုချင်းမူတီကျွင်ချင်းနဲ့မူဂျိုတရရတွေကိုတတိထားတင်တယ်လို့ NUG ကသတိပေးထုတ်ပြန်ပါတယ်လက်တော်36စက္ကန့်မှာစံပြက်လက်မှုကြောင့်နေရပြီးစစ်ဘေးရှောင်ရဲ့အကူအညီတောင်းခံနေကြပါတယ်ဆိုတဲ့သတင်းတွေပါဝင် ဖဲခုံနဲ့ညောင်ရွှေမြို့နယ်စပ်တိုက်ပွဲအတွင်းစစ်ကောင်စီဗိုလ်မှူးတဦးပါဝင်၅ဦးထက်မနည်းထိခိုက်ဒဏ်ဆုံးခဲ့ပါတယ်။စရတဲ့တဲ့တွေကိုနားဆင်ရမှာပါရှင်။ဖန်စီခံရတဲ့ Brandon ရွှေမြို့စုကောင်ဆောင်၄ဦးပြည်လဲလွန်မြောက်လာပြီလို့သိရပါတယ်။ဒီကနေ့မေလ20ရက်နေ့မှာလေးပွေချက်ကုမ္ပဏီကဖန်စီထားတဲ့ Brandon ရွှေမြို့စုကောင်ဆောင်၄ဦးပြည်လဲလွန်မြောက်လာပြီလို့ရွှေမြို့စုနဲ့နေဆက်သူတွေစီကနေသိရှိရပါတယ်။ ီးခဲ့တဲ့မေလ16ရက်နေ့ကပရဒေါရှင်မျိုးစုဥက္ကဋ္ဌခွန်အောင်နိုင်စိုးဒုဥက္ကဋ္ဌဥပမောင်းလူမြေတွေ့ရမှုခုံးခိုင်မင်းနိုင်နဲ့နိုင်ရကဦးအားတို့တို့ကိုလေပွေးကျက်ကုမ္ပဏီဒရိုက်တာဦးတာဝီနဲ့အဖွဲ့တို့ကတိကျိတ်ကြေရွာမှာရှိတဲ့ကယန်အမျိုးသားကောင်းဆောင်ကြီးငိမ့်ကယန်ထံခေါ်ဦးရွှေအေးနဲ့အိမ်မှာလက်ထိတ်ခတ်ဖန်ဆီးသွားခဲ့တာဖြစ်ပါတယ်ဖန်စီပီ9ရဲ့အကြမှာဘရောင်ဒေါရှင်မျိုးစုကောင်းဆောင်လေးဦးစလုံးပြလဲလူများလာခဲ့တာဖြစ်ပါတယ်။လူများလာတဲ့ကောင်းဆောင်လေးဦးကိုဒေတာခက်တွေက ွားရောက်ကြိုးဆိုခဲ့ကြပါတယ်ရှင်။ Greenity Power Data တချို့မှာတပတ်အတွင်းမိုထီချုံရောက်တောင်းလိုက်ပြီးရေလွှမ်းမိုချင်းမိုသီးကျွေချင်းနဲ့မိုဂျိုဒေရီကိုသတိထားသင့်တယ်လို့ NUG ကသတိပေးထုတ်ပြန်ပါတယ်။ Greenity Power မြန်မာနိုင်ငံက data တချို့တွေမှာ မေလ16ရက်နေ့ကနေ25ရက်နေ့အထိတပတ်အတွင်းမိုထီချုံရောက်တောင်းလိုက်ပြီးနောက်ဆက်တွဲရေလွှမ်းမိုချင်းမိုသီးကျွေချင်းမိုဂျိုဒေရီကိုသတိထားသင့်တယ်လို့ မြို့သားညညရေးဆိုရ NUG ကမနေ့ကမေလ16ရက်နေ့မှာသတိပေးထုတ်ပြန်ပါတယ်။ဒီတစ်ပတ်အတွင်းမူထီချုံရတော်နိုင်မဲ့ဒေတာတွေကတော့ Greenie ပြည်နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့ဖြစ်ပါတယ်။ဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသအခြေအနေကြောင့်ငလျေပေးတင်ခဲ့တဲ့ဒေတာတွေမှာတော့မောက်တုံမိုးကြောင့်မြေကျကြခြင်းမြေပြိုခြင်းနဲ့ ရိုင်းနေနေတဲ့အဆောက်အုံပြုကြခြင်းတွေဖြစ်ပေါ်လာနိုင်တယ်လို့အသိပေးထားပါတယ်ရှင်။လဲတော်တုံးစစ်ပေးရှောင်စခန်းမှာဆံပြက်လက်မှုကြုံနေရပြီးစစ်ပေးရှောင်တွေကူညီတောင်းခံနေကြပါတယ်။ဂရီနီပြည်ဒီမော့ဆူမြို့နယ်အနောက်ဖက်ခြမ်းအတွင်းကလဲတော်တုံးစစ်ရှောင်စခန်းမှာတလားကြော်ကြတဲ့အထိဆံပြက်လက်မှုရှိနေတာကြောင့်အခက်အခဲဖြစ်နေကြပါတယ်။စစ်ပေးရှောင်တွေဟာဆံပြက်လက်မှုနဲ့ကြုံတွေ့နေရတယ်လို့ဝင်ငွေရတဲ့အလောက်ကိုင်းမရှိတာကြောင့်ဆံမဝယ်စားနိုင်ဘူးလို့ပြောပါရယ်။ တရက်ကိုထမင်းတနက်ပဲချက်စားပြီးညနေပိုင်းအထိထမင်းမစားရပဲအိယာဝေရတဲ့မိသားစုတွေလည်းရှိနေကြပါတယ်။မိသားစုတချို့ကတော့နိစ္စတဲ့ရွှေမျိုးတွေစီမှာဆရင်ကိုချင်းကားစားတုံးကြတဲ့သူတွေရှိပေမဲ့အများစုကတော့ချင်းကားပြီးပြန်မဆန်းနိုင်ဘူးလို့ဆိုပါတယ်။လက်တော်တုံးစစ်ပေးချောင်းစခန်းမှာတော့ဆန်လိုအပ်ချက်တွေအပြင်အမိုးကားတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။အဲ့ဒီစစ်ပေးချောင်းစခန်းမှာ H23 H ရှိပြီး လူဦးရေတရားဝတ်ခြင်းနေထိုင်ကြပါရရှင်ဖဲခုံနဲ့ညောင်ရွှေမြို့နယ်စပ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဗိုလ်မှူးတဦးအပါအဝင်၅ဦးထက်မနည်းထိခိုက်သေးဆုံးခဲ့ပါတယ်ရှမ်းပြည်တောင်ပိုင်းဖဲခုံနဲ့ညောင်ရွှေမြို့နယ်စပ်ကကျွော်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ PNO တပ်သားတွေကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီနဲ့ PNO တို့ဖက်ကဗိုလ်မှူးတဦးအပါအဝင်၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဖဲခုံတုံးတပ်ဖွဲ့တထောင်း6တပ်ရင်းကမေလာ19ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဖက်ကဘုံမှုတူနဲ့ PNO ပြည်သူစီဘက်ကဥဆောင်ညွှန်ကြားသူတပ်မှုတူအပါအဝင်9ဦးထဲမှနေတေဆုံခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီနဲ့ PNO တို့ရဲ့စစ်ကြောင်းကိုဖဲခုံတုံးတပ်ဖွဲ့တထောင်း6တပ်ရင်းနဲ့ Fan Common Wings ပူပေါင်းဒရုန်းတပ်ဖွဲ့တို့ပူပေါင်းပြီးဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိဖဲခုံနဲ့ညောင်ရွှေမြို့နယ်စစ်ဒေသတွေမှာတော့ စစ်ရေးအခြေအနေတင်းမာနေပြီးစစ်ကောက်စီတပ်ဖက်ကပြည်သူတွေကိုမတရားဖမ်းဆီးပြီးစေခိုင်းတာပြည်သူနေအိမ်တွေကိုမိရှုဖျက်ဆီးမှုလှုပ်ဆောင်ရဲရှိနေတယ်လို့ဖက်ခွန်ဒုံတပ်ဖွဲ့တထောက်ချောက်တပ်ရင်းစီကနေသိရပါတယ်ရှင်။ Canyon the Times ရဲ့သတင်းတွေကိုနားဆင်ကြရတာပါ။ကြည့်ရှုနားဆင်ကြကြတဲ့ပရိသတ်များအားလုံးဘေးကင်းလုံခြုံတဲ့ညတွေကိုအမြဲဆုံးပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမမော်ဦးမြပါ။